Hello hello ဒီနေ့စပွန်နိုင်ပရိသတ်များအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးကိုကျွန်တော်ကနေပြီးတော့ဒီနေ့မှလည်း United ရဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားကြမှာ रे ဒီနေ့မှကတော့ Bruno ဟာပြည့်ပြည့်စုံတဲ့ကပရိတယောက်လိုချီးကျူးခဲ့တဲ့ Amori ရဲ့အကြောင်းအရာနဲ့စတင်ကြမှာ रे Ultra Four မှာ Hero ဖြစ်ခဲ့တဲ့ Bruno Fernandez ကနိုင်လိုစိတ်ပြင်းထန်လို့ပြီးတော့ဒါသူ့အနေနဲ့အသင်းပေါ်တွေကိုမယုံမကြည်ဖြစ်ပြီးတော့ကင်းကွာသွားစေနိုင်တယ်လို့ဒီပြအမော်ရင်ကတုံ့တန်လိုက်ပါတယ်အသင်းအနေနဲ့ လူနုအလိုရှိတဲ့စုပလားတွေရယူဖို့စူးစမ်းသွားမှာဖြစ်ပြီးတော့အရင်ကြီးစိတ်ဓာတ်မပြင်းပြဖို့ကိုပါပေါ်တူဂီနိုင်ငံသားနီပြကပပနနနဲ့တတိပေးသွားခဲ့ပါတယ်။တခါလည်းကြာရင်သူ့လူမျိုးကစားသမားတရားအတွက်ကခက်ခဲပါတယ်။သူဟာအလွန်မင်းကိုနိုင်ကျင်စိတ်ကျင်းထန်နေတာကမကောင်းတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့နောက်ဆက်တွဲအနေနဲ့သူ့မှာသူ့ရဲ့အသင်းပေါ်တွေကအားမရတာ ပြီးတော့အမြဲမယုံမကြည်ဖြစ်လာတာဒီလိုမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီလိုပြောပြမိလို့သူဟာအမြဲတွဲကစားဖို့အတွက်အသင့်ရှိနေပါတယ်ဘရူနိုက တေကန်ဘောရီကန်ရမှာကောင်းတယ်ပနယ်တီကန်သွင်းနိုင်တယ်ကစားကွက်အကူပြောင်းလုပ်နိုင်တယ်ပွဲပြီးကန်ဒီအချိန်မှာတော့မှအရန်ကူမှာအကူညီဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကလည်းသူ့ကိုစူပလာတွေရယူပေးခြင်းကူညီကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့ထိုက်ကိုထိုင်တန်လို့ပါလို့အမော်ရင်ကတော့ပြောသွားခဲ့ပါတယ်ရှင်နမနေဂျူပီတာသင်းဟာတိုက်စစ်မှုဘလာဟိုဘေးစ်အထွတ် ပေါင်35တန်တောင်းဆိုကြတဲ့တန်ကြီးကိုရှော့ချသွားဖို့အတွက်ဆန္ဒရှိတာကြောင့် United အသင်းအနေနဲ့ Flavovic ကိုအရခေါ်ယူသွားဖို့အတွက်ရှိတယ်ဆိုပြီးတော့သိရပါတယ်။အသက်25နှစ်အရွယ်ရှိတဲ့ Serbia တိုက်စစ်မှု Flavovic ဟာ PSG အသင်းကပြင်းထန်တိုက်စစ်မှုဖြစ်တဲ့ Muani ရောက်ရှိလာပြီးတဲ့နောက်မှာပွဲတော်ခွင့်ရဖို့အတွက်ရုန်းကန်နေရတဲ့သူလည်းဖြစ်ပါတယ်။သူရဲ့စာချုပ်တတန်းက2020ခုနှစ်မှာအကုန်ဆုံးမှဖြစ်တာမို့ဒူဝီတန်နင်းကတော့လာမယ့်နေရာဒီအပြောင်းအရွှေ့ကာလမှာ အမြဲဆုံးရောင်းထုတ်ဖို့အတွက်ပြင်ဆင်လာခဲ့ပြီးတော့တမတားရဲ့တန်ကျိကို ထပ်ပြီးတော့ short ချပေးခဲ့ပြီးလာအိုဘီကိုစိတ်ဝင်စားနေတဲ့အသင်းတွေကခေါ်ယူလာနိုင်တယ်ဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ်ရှင်။နံပါတ်3ယူရိုပါလိပလန်ရယူဖို့အတွက်အမှန်ကန်တဲ့စိတ်ဓာတ်ရှိရမယ်လို့ Fnatic ကတော့အသိပေးလာခဲ့ပါတယ်။ United အသင်းရဲ့အသင်းကောင်းဆောင်ကွင်းလင်ကစားသမား Bruno Fnatic တယောက် United တို့ Real Sociedad ကိုအနိုင်ရခဲ့တဲ့ယူရိုပါလိပွဲမှာ တရားမြင်မှုကိုအခြေခံပြီးတော့ဆက်လက်တည်ဆောက်ဖို့ဆိုရင် အသင်းတော်ရဲ့အနေနဲ့ပြီးသေးဆုံးတဲ့စိတ်ဓာတ်ကိုမွေးမြူရမယ်လို့ပြောလာပါတယ်။ United ကယူရိုပါလိကွာတာအဆင့်မှာလိုင်ယွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့ဒီပြိုင်ပွဲကအသင်းအတွက်ဒီယာဒီမှာစိုးဝါလုံးတဲ့အခြေအနေတွေရဲ့ကြားရိတ်ကညှော်လင့်ချက်တစ်ခုအနေနဲ့ဆက်ရှိနေပါတယ်။အသင်းကောင်းဆောင်ဖာနယ်တက်ကသူ့ရဲ့အသင်းဘော်တွေကိုဒီဘော်လုံးရာသီရဲ့နောက်ဆုံးနှစ်လအတွင်းနဲ့မှာပို့ပြီးတော့အပြုသဘောဆောင်တဲ့ရလဒ်တွေယူဆောင်လာနိုင်မှုအတွက်တိုက်တွန်းမှုတွေလည်းလုံဆောင်သွားပါတယ်။ဒီအသင်းကအနိုင်ရဖို့ရှိပါတယ်။ ကျွန်တော်တို့ပွဲတွေအနိုင်ရဖို့လိုတယ်။တွားစရာလမ်းတွေအများကြီးတန်သေးပြီမယ်။ရှေ့မှာရှိတဲ့ပွဲတိုင်းကိုလည်းအယုံဆိုင်ပြီးတော့မှန်ကန်တဲ့စိတ်ဓာတ်မျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ပွဲတွေမှာအနိုင်ရလိုက်နိုင်မယ်ဆိုတာယုံကြည်ပါတယ်။ရှာလနဲ့ဆန်းဆောင်ရင်ကယုံကြည်မှုတွေနဲ့ပူရတဲ့အခါမှာဘောလုံးကစားရမှာယုံကြည်မှုရှိလာစေပါတယ်။ဒါအရေးကြီးတဲ့အရာတစ်ခုပါပဲ။ကျွန်တော်ရဲ့တိုးတက်မှုအရန်ကောင်းနေတယ်ဆိုပေမယ့်ရှာလက်တွေလည်းကောင်းမှသာဒီလိုတိုးတက်မှုတွေကိုမြင်တွေ့ရမှာပါ။ဒီအသင်းမှာကအရာအလုံးက ရလဒ်တွေသာအဓိကကြပါတယ်လို့ Final Tech ကတော့အတိအပြေပြောဆိုသွားပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့ရဲ့တရင်အကြောင်းအရာတွေကတော့ဒီလောက်ပါပဲရှင်။နားဆင်ပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုလည်းအထူးအထူးပဲကျေးဇူးတင်ပါတယ်။ဒီဇိုင်းပရိသတ်များအားလုံးနေ့ထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမှခရင်နေကြပါစေရှင်။